တိုက်ပွဲတွေဖြစ်ပွားမှုတဲ့ဒေသတွေမှာနေထိုင်သူတွေဖြတ်တန်းသွားလာသူတွေဟာမြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန္တရာယ်တွေရှိနေပါတယ်။တွားရင်လာရင်ပတ်ဝန်းကျင်မှာတွေ့နေမြင်နေကြမဟုတ်တဲ့အရာဝတ္ထုပစ္စည်းတွေကို တွေ့ရင် ထိတာ၊ကင်တာမလောက်ပါနဲ့။ထိကင်တာ၊နေရာပြောင်းတာ၊ခြေထောက်နဲ့ကန်တာ၊ခဲနဲ့ပေါက်တာ၊ဓာတ်ပုံရိုက်တာတွေလည်းလုံးဝမလောက်ရပါဘူး။ဒါအပြင်အဲ့ဒီအရာဝတ္ထုပစ္စည်းနဲ့တည်နေရာတစ်ဝိုက်ကို မီးရှို့တာ၊ရေလောင်းတာ စားနဲ့တိတ်တာအနီးကပ်ဝိုင်းအောင်ကြီးရှုတာတွေကလည်းအန်ဒီရဲ့ရှိတဲ့အပြုမူတွေဖြစ်ပါတယ်။တိုက်ပွဲတွေကြောင်းဆွန့်ခွာခဲ့ရတဲ့ခြေရွာတွေနေအိမ်အဆောက်အဦတွေကိုသွာလာတာမျိုးမလုပ်ဘို့အသုံးမပြုဖို့လည်းအရေးကြီးပါတယ်။အဲ့ဒီနေရာတွေမှာစစ်ကြံလက်နက်ပစ္စည်းအန်ဒီရဲတွေရှိသလိုမြေမြုံမိုင်းအမျိုးမျိုးရဲ့အန်ဒီရဲတွေလည်းရှိလို့ရှောင်ကျဉ်ရပါမယ်။စိုက်ပျိုးမြေနေရာတွေအသည့်ရှာဖွေပြောင်းရွှေ့စိုက်ပျိုးကြတယ်ဆိုရင်လည်း ဒေသခံရွာသူရွာသားတွေနဲ့အာနာပိုင်တွေကအန်ဒရယ်ကင်းရှင်းတယ်လို့အသေးချာမပြောမချင်းနေရအသက်မှာထွန်ရက်အဆက်ပြိုတာမိရှူတာမျိုး မလုံတဲ့ပါဘူး။ရှားသေးတော်သေးသွားတာဖြစ်စေတရွာနဲ့တရွာတမျိုးနဲ့တမျိုးကြားကူးလူကြတဲ့အခါဖြစ်စေအန်ဒရယ်မကင်းနိုင်တဲ့ဖြက်လန်းတွေကိုအသုံးမပြုပါနဲ့လူသုံးများတဲ့ပူပြီးအန်ဒရယ်ကင်းနိုင်တဲ့လမ်းတွေကိုသာရွေးချယ်အသုံးပြုပါ။တွားရင်လာရင်အန်ဒရယ်ရှိအမှတ်အသားတွေတွေ့ရင် ခက်ဝဲဝဲကရှောင်းသွားပါစူးစမ်းတာအနာကပ်ကြည့်တာမျိုးတွေမလုပ်ရပါဘူးအန်ဒီရဲ့ရှိတဲ့အပြုတ်မှုတွေကိုအချင်းချင်းမျှဝေအတိပေးရင်ချစ်ခင်ရသူတွေကိုမြေမြုပ်မိုင်းနဲ့စစ်ကြံလက်နဲ့ပစ္စည်းအန်ဒီရဲ့ကနေကောက်ွယ်ပေးကြရအောင်ပါမင်္ဂလာပါကျွန်မမောင်ဦးမြပါရှင်ဇွန်လ9ရက်နေ့မှာနားဆင်ရမယ့်ကနေ့ုံဒီ time set သတင်းတွေကတော့ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့်ဒီမော်ဆိုမော်ချီကုန်ကားတွေသွားလာရေးအခက်တွေ့နေကြပါတယ်။အိုင်းစီပြည်ထရေးဌာနလဲအောက်ကနေအရေးပေါ်ကက်ဆယ်ရေးတင်တဲ့အမှတ်စေ၃ကိုတလားကြာပြုလုပ်ခဲ့ပါတယ်။ data track ကုန်ပစ္စည်းတွေနဲ့သီးနှံဝယ်ယူပေးသူတွေလမ်းပိတ်တာကြောင့်အခက်ခဲရှိနေကြပါတယ်။ဒီမော်ဆိုအရှိပဲချက်ကကြွရသွေးရမှာလာလီခူရိုးရဆူတောင်းပွဲပြုလုပ်ခဲ့ပါတယ်။စားတဲ့တဲ့တွင်ကိုပြောပြပေးပါမယ်ရှင်။ မေလာနောက်ဆုံးပန်ကစားပြီး greenie ပြည့်ရဲ့နေရအနက်ပြမှာမိုးအဆက်မပြတ်ရွာသွန်းလာကြောင့်ဒူမော်ဆိုမော်ချီဖက်ကိုကုန်တင်ပြီးတွာလာကြတဲ့သူတွေအတွက်ချောင်းရင်ကြီးရအပြင်လမ်းခရီးအဆင်မပြေမှုတွေနဲ့ကြုံတွေ့နေကြရတယ်လို့ကာသမားတွေကပြောပြပါတယ်။အဲဒီကာသမားတွေဟာဒူမော်ဆိုကနေမော်ချီကိုရောက်ဖို့လမ်းမှာငားညအိမ်ခဲ့ရတယ်လို့ဆိုပါတယ်။တချို့ကုန်ကားတွေကတော့လက်ရှိအချိန်ထိမတွာလာနိုင်သေးတဲ့အခြေအနေတွေရှိတယ်လို့လည်းသိရပါတယ်။ မိုးရွာပြီးပွဲထူလို့ကားနဲ့သွားမရတဲ့နေရာမျိုးတွေမှာထုံဆက်နဲ့ဆွဲခါရပြီးပေးတရားအကွာအဝေးအတွက်ထုံဆက်ဆွဲခါကိုကုန်ကားတွေပေါ်မူတည်ပြီးတသိန်းကနေလဲသိန်းအထိပေးဆောင်ရတယ်လို့လည်းသိရပါတယ်။မိုးရွာတီကာလာရောက်တိုင်းဒီမော့ဆိုမွန်ချီသွားလာတဲ့လမ်းဟာလမ်းပန်းဆက်တွယ်ရေးခက်ခဲမှုတွေကြောင့်ကြက်ကြာရာတွေနဲ့ကြုံတွေ့နေရဆဲဖြစ်ပါတယ်။အဓိကဆက်သွယ်သွားလာနေရတဲ့လမ်းတချို့ကိုလည်း ပြန်လည်ပြုတ်ပြင်စေလိုတဲ့အကြောင်းခရီးသွားလာသူတွေကတောင်းဆိုထားကြပါရရှင်။ဂရီနီပြည်တွင်းတနေရာမှာဂရီနီပြည်ကြားကာလအချုပ်ရေးကောင်စီ IEC ရဲ့ပြည်ထရေးဌာနအောက်မှာရှိနေတဲ့အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲကနေအရေးပေါ်ကယ်ဆယ်ရေးတင်တဲ့အမှတ်စဉ်၃ခုတလကြပြုလုပ်ခဲ့တယ်လို့ IEC ရဲ့ပြည်ထရေးဌာနဒုတိယဌာနမှူးနှစ်ခွန်အလင်းကကနေယောဒီတိုင်းစကို ပြောပါရယ်။ပြီးခဲ့တဲ့မေလ၅ရက်နေ့မှာစတင်ခဲ့ပြီး မနေ့ကဇွန်လ၄ရက်နေ့မှာတင်းနဲ့ဆင်ပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။တင်းနဲ့အတွင်းမှာတော့အဓိကဘာသာရပ်၃ခုဖြစ်တဲ့မိသက်ဘာသာရပ်၊ရှာဖွေကယ်ဆယ်ရေးဘာသာရပ်နဲ့ရှေးဥတုနာပြုစုခြင်းဘာသာရပ်တွေကိုသင်ကြားပေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအပတ်စဉ်၃တင်းနဲ့မှာတော့တင်းနဲ့သား64ဦးတက်ရောက်ပြီးမြောက်အောင်မြင်ခဲ့တယ်လို့ဆိုပါတယ်။အခုလိုအရေးပေါ်ကယ်ဆယ်ရေးတင်းနဲ့တွေပြုလုပ်ပေးခဲ့တာဟာရှစ်တန်းစစ်မြေပြည်တွေမှာတော်လကောက်တဘဝဘေး မိဘေးတွေအရေးပေါ်ကြုံတွေ့တဲ့အချိန်မှာတော့လကောက်အချိန်မီအရေးပေါ်ကက်ဆယ်ရေလုပ်ငန်းတွေကိုလှုပ်ဆောင်နိုင်ဖို့အတွက်အဓိကယူရပြီးလှုပ်ဆောင်ခဲ့တာလို့ခွန်အလင်းကဖြစ်ဆွဲပြောဆိုထားပါတယ်။အရေးပေါ်ကက်ဆယ်ရေတင်တဲ့ရဲ့အပတ်စဉ်တီကို2024ခုနှစ်စက်တင်ဘာလနဲ့အပတ်စဉ်နှစ်ကိုတော့2025ခုနှစ် January လမှာပြုလုပ်ခဲ့တယ်လို့သိရပါတယ်ရှင်။ green ပြည်ပြဆိုမြို့နယ်အတွင်းမှာရှိတဲ့ data track ကုန်ပစ္စည်းနဲ့တီးနယ်တွေဝယ်ယူပေးနေသူတွေက လမ်းပိတ်တာကြောင့်တည်ယူပို့ဆောင်လို့မရတဲ့အတွက်ဝယ်ယူပြီးသားကုန်ပစ္စည်းတွေခန္ဓာအပြင်ပျက်စီးသွားတဲ့အထိရှိနေတယ်လို့ခရူဆိုမြို့ကဒေတာထရက်ကုန်ပစ္စည်းတွေဝယ်ယူပေးနေသူတွေကပြောပါတယ်ဒေတာထရက်ကုန်ပစ္စည်းတွေအစုံဝယ်ယူထားသူတွေကမိုးရွာတာနဲ့လမ်းပိတ်တာတွေကြောင့်တိုးလောင်ထားတဲ့ပစ္စည်းတွေပျက်စီးတာရှိပြီးပို့ဆောင်ဖို့အတွက်အခက်အခဲတွေဖြစ်သွားတယ်လို့ဆိုပါတယ်အရင်ကတော့ data track ကိုပစ္စည်းဝယ်ယူနေတဲ့ပွဲစားကုန်တွေက ပစ္စည်းတွေကိုတောင်ငူဘက်ကိုပို့ဆောင်ကြရပါတယ်။ဒါပေမဲ့လည်းအခုလဲရှီမာလန်ပိတ်တာကြောင့်တလကြော်ကြအထိပို့လို့မရတော့ဘူးလို့သိရပါတယ်။လက်ရှိမှာတော့ဒေတာထွက်သီးနှံတွေကို Lycor တောင်ကြီးဘက်ကိုပို့ဆောင်နေကြပါတယ်။ဒါပေမဲ့လည်း Lycor မြို့အတွင်းမှာအခုသလော license မဲ့ရင်တွေဖန်စီတာတွေကြောင့်လည်းအခက်ခဲဖြစ်နေကြရပြန်ပါတယ်။လန်ခရီးခက်ခဲကြောင့်ပစ္စည်းဝယ်ယူပေးရတဲ့နေရာမှာဈေးအသေးအကျမြန်ဆန်တာမျိုးလည်းဖြစ်နေပြီး ဝယ်ယူထားသူတွေကလည်းဆုံးရှုံးသွားတာတွေရှိနေပါတယ်။လက်ရှိရာတီမှာတော့ဝါဥ၊မြေပဲ၊ပဲဖက်၊ချိတ်စတာတွေအပြင်တောထွဲပစ္စည်းတွေဖြစ်တဲ့တိဥ၊တိဖု၊တင်းမြင့်တွေပါဝယ်ယူပေးကြတယ်လို့သိရပါတယ်ရှင်။ပြီးခဲ့တဲ့ဇွန်လ3ရက်နေ့ကဂရီနီပြည်ဒမိုဆိုမြို့နယ်အရှိဖဲချန်ကန်ကျွာတော်ရမှာကရာရိုးရာလာလီခူလိုအမိရတဲ့ဆုတောင်းပူဇော်ပွဲကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒီဆုတောင်းပွဲကိုတော့ နေ့စဉ်နေ့တိုင်းစိုက်ပျိုးရသည့်ရဲ့ဇွန်လအစပိုင်းမှာပြုလုပ်လေးရှိပြီးကျေးရွာအနီးနားကတောင်ထိပ်တနေရာမှာတွားရောက်ပြုလုပ်ကြရတာဖြစ်ပါတယ်။အဲ့ဒီဆွတောင်းပွဲမှာတောတောင်ဆောင်နှက်တွေကိုကြက်ဖြူတကောင်နဲ့တွားရောက်ပူဇော်ကြရတာဖြစ်ပြီးအမျိုးသားတွေပဲတွားလို့ရတယ်လို့သိရပါတယ်။တွားတဲ့အခြေရီမှာလည်းလူဦးရေကို မှတ်ကနန်းပဲတွားရတာဖြစ်ပြီးကြရားရိုးရာကိချူဘို့ကိုကိုးကွယ်တဲ့သူတွေကပဲတွားရောက်ပါဝေလို့ရတယ်လို့သိရပါတယ်။ ခုပူဇော်ပွဲမှာကြက်ရွထိုးတာအောင်မြင်တယ်လို့လည်းလူငယ်တဦးကပြောပြပါဗျ။အခုလိုပြုလုပ်တဲ့လာလီခုပွဲဟာမိဘလက်ထက်ကလေးကလက်ဆင့်ကမ်းလာတဲ့ရိုးရာပွဲဖြစ်တဲ့အတွက်ဒီကနေ့အချိန်ထိထိမ့်သိမ်းနေကြတာဖြစ်ပါတယ်။တောတောင်ဆန္ဒတွေကိုပူဇော်ပသပြီးရာသီဥတုကောင်းမွန်ဖို့တည်နံဖြစ်ထွန်းဖို့ကြွေရကိုကံကွယ်ဆောင်ရှောက်ဖို့အတွက်ဆုတောင်းကြရတာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ Canyon Times ရဲ့သတင်းတွေကိုနားဆင်ကြရတာပါ။ ကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးလုံခြုံပေးခဲ့တဲ့နေ့ရက်ကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေရှင်။